ီးရီးယားနိုင်ငံအတွင်းရှိ IS Jihad အဖွဲ့တွေကိုရုရှားနဲ့တူရကီတို့ပူးပေါင်းပြီးပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်မှုကိုဇန်နဝါရီလ16ရက်နေ့ကပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ရုရှားတိုက်လေယာဉ်60နဲ့တူရကီတိုက်လေယာဉ်80တို့ဟာပထမဆုံးပူးရဲလေကြောင်းစစ်ဆင်ရေးအဖြစ်အလက်ပိုမြို့ area အတွင်းမှာပြုလုပ်ခဲ့ကြတယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှာ ဒုတိယဗိုလ်ချုပ်ကြီးစာဂျီရက်စကွိုင်းကပြောကြားပါရယ်ပြီးခဲ့တဲ့အပတ်ကမော်စကိုနဲ့အန်ကာရာအစိုးရတို့ဟာဆီးရီးယားနိုင်ငံအတွင်းအကြမ်းဖက်သမားတွေကိုပြစ်မှတ်ထားပြီးပူးရဲလေကြောင်းစစ်စင်ရေးပြုလုပ်ဖို့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ပြီးနောက်အခုလိုလေကြောင်းပူးပေါင်းစစ်စင်ရေးလုပ်တဲ့ကြေညာချက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်ပူးရဲစစ်စင်ရေးနဲ့ပတ်သက်ပြီးပြစ်မှတ်36ခုကိုဖျက်ဆီးနိုင်ခဲ့ကြောင်းနဲ့ဆီးရီးယားအစိုးရကလည်းစစ်စင်ရေးကိုသဘောတူခဲ့ကြောင်းရက်စကွိုင်းကပြောကြားခဲ့ပါရယ် ဒါအပြင်လာမယ့်ဇန်နဝါရီလ23ရက်နေ့မှာကာဇက်စတန်နိုင်ငံမြို့တော်အန်စတာနာမှာကျင်းပပြုလုပ်မယ့်ဆီးရီးယားငြိမ်းချမ်းဆွေးနွေးပွဲကိုရုရှားတူရကီနဲ့အီရန်နိုင်ငံတို့တက်ရောက်ကြမှာဖြစ်တယ်လို့လည်းသိရပါဗျ။အဆိုပါဆွေးနွေးပွဲကိုတက်ရောက်ဖို့တူရကီနဲ့ရုရှားနိုင်ငံတို့မှာအမေရိကန်ကိုဖိတ်ခေါ်သွားမှာဖြစ်တယ်လို့တူရကီနိုင်ငံသားရဲ့ဝင်ကြီးမက်ဗလက်ကဗူဆိုဂလူးက ပြီးခဲ့တဲ့စနေနေ့ကပြောကြားခဲ့ပါတယ်စီးရီးယားနိုင်ငံမှာလူသိန်းနဲ့ချီကတည်ဆုံခဲ့ရပြီး6နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ပြည်ရင်းစစ်ကိုအန်စတန်နာဆွေးနွေးပွဲကအဆုံးသတ်ပေးနိုင်မယ်လို့နိုင်ငံရေးလှစ်လာသုံးသက်သူတွေကထင်မြင်ယူဆနေကြပါတယ်လို့သိရပါတယ်